ကယ်တမ်းတိုက်ဖြတ်မယ်ဆိုတာကဟန်ပြအနေသက်သက်မဟုတ်ဘဲနဲ့အလုတ်တကယ်ဖြစ်အောင်လုပ်လို့မယ်ဆိုတာကတော့ကျွန်တော်ဒါပဲပြောချင်တယ်ဗျာ။ ီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြိုပြောထားတာတော့ကြာလာပါပြီဒါပေမဲ့နိုင်ငံတကာကတုံ့ပြန်မှုကျွန်တော်တို့မရှိဘူးလို့ပဲပြောရမှာဒါပေမဲ့ဒီရက်ပိုင်းအတွင်းမှာတော့တည်တာထူးခြားလာတာတော့အထူးသဖြင့်ဟိုဒီအာဆီယံမှာဖြစ်ခဲ့တဲ့ဟိုထိုင်းနိုင်ငံရဲ့ဟိုပြောထားတဲ့ဟာတစ်ခုရဲ့နောက်ပြီးတော့ကျွန်တော်တို့အမေရိကန်ထုတ်ပြန်လိုက်တဲ့ဟာရဲ့နောက်ပြီးတော့ဟိုဒီ6နိုင်ငံပေါ့နော်အဲ့ မဲကောင်ဒေတာ6နိုင်ငံကနေလှုပ်သွားတဲ့အစည်းအဝေးကလည်းစင်ငယ်စင်ငယ်ဖြစ်ပေါ်လာတဲ့အပေါ်မှာတော့ကျွန်တော်တို့အနေနဲ့ဝမ်းသာဂုဏ်ယူမိတယ်ကျွန်တော်တို့ဟိုကျူးစုတယ်ပဲပြောရမယ်နောက်တစ်ချက်ကအဲကျူးစုပြီးတဲ့နောက်မှကျွန်တော်တို့ကတတ်နိုင်တယ်လို့ကျွန်တော်တို့ဝမ်းဝမ်းပါဝင်ကူညီတိုက်ဖြတ်ပေးမယ်ဆိုတဲ့အချက်မှာတော့အဲ့ဒါရကျွန်တော်တို့ကလုပ်ငန်းစဉ်ထဲမှာပဲရှိတဲ့အခါကျတော့ကျွန်တော်တို့ထူးခြားပြောစရာတော့မရှိသေးဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီပိုင်းတွေကဟိုဟို ဘယ်လိုပြောရမလဲဆိုတော့ဒါကလုပ်ငန်းပိုင်းနဲ့ဆိုင်သွားတဲ့အပိုင်းဆိုတော့ကျွန်တော်တို့အတိပေးနေတဲ့အနေအထားကတော့ဒါကတော့ကျွန်တော်တို့ကြိုးစားတယ်လက်တွဲလှုပ်ဆောင်သွားမယ်ဘယ်လိုနည်းနဲ့လှုပ်တော့တွဲလှုပ်ဆောင်သွားမလဲဆိုတော့ဒါကဟိုတဆင့်ပြီးမှတဆင့်လာတော့မယ်ဆိုတာတော့ကျွန်တော်အဲ့ဒီလောက်ပဲပြောထားလို့ရပါတယ်ခင်ဗျာဒီအခုလက်ရှိဒီကင်ပီနယ်ထဲမှာဖြစ်နေတဲ့ကြားပြန်လုပ်ငန်းတွေမှာပေါ့နော်တခြားသောခင်ဗျာမျိုးတဲ့တခြားသောကင်းလက်နက်ကရဲ့ပတ်သက်မှုတွေကရှိတယ်လို့ဒါသတင်းတွေအကျယ်ပြန်ကြော်တွေ့ရတယ်ပေါ့နော်အဲ့တော့ KNU ကဒီနိုင်ငံကနဲ့ကြားပြန်တိုက်ဖက်မှာပူးပေါင်းပါဝင်လာမယ်ဆိုရင် KNU နဲ့ဒီ KN လက်နက်ကဲကြားမှာပေါ့နော်ဒီထိတ်တန့်ရင်ဆိုင်မှုတွေရှိလာမှာရောဆိုရင်မှုရှိလာပေါ့နော်အဲဘလို့ပြောချင်လဲပေါ့ဟုတ်ကဲ့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒီလိုမျိုးတင်းနေကိုကြည်ပြန်ဖြစ်လာတဲ့ဟာကြတော့ကျွန်တော်တို့ဘာမှအထူးကြေကြေပြောစရာတော့မရှိဘူးပေါ့လေ။ဟိုလုံနေတဲ့အပိုင်းလည်းလုံနေကြတယ်။ဘယ်သူကပဲလို့ဖဲအဆရှိတဲ့အဖြစ်ကိုကြည်ပြန်ပွေဖန်ပြောဆိုနေတာကလည်းကျွန်တော်တို့နားမဆန့်အောင်ကြားနေရတဲ့ဟာတွေပဲဖြစ်တယ်လေ။ ဒါကြောင့်မလို့ကျွန်တော်တို့အပိုင်းမှာကတော့အခုလိုမျိုးကျွန်တော်တို့ကတော့တရားနဲ့မတူဘဲနဲ့အဲ့လိုမျိုးလုံမဲ့ဟာတော့မရှိဘူးဆိုပေမဲ့လည်းကျွန်တော်တို့တကယ်တမ်းလက်တွေ့အကောင့်ထက်ပေါ်လောက်လာမဲ့ဆိုရင်တော့ဘာတွေဖြစ်လာနိုင်မလဲကျွန်တော်တို့တူတင်တွေ့ထားတာတော့ရှိတယ်။အော်အဲ့ဒီဖြစ်လာမဲ့ဟာကိုကျွန်တော်တို့ဘယ်လိုကြော်လွားရင်ဆိုင်သွားမလဲဆိုတာလည်းကျွန်တော်တို့တွေ့ကြင်ထဲမှာလည်းရှိထားပြီးသားအပေါ်မှာတော့အဲ့ဒါတလောက်နဲ့ပဲကျွန်တော်တို့ကြူပြောထားပါစေ။ဘာဖြစ်လဲဆိုတော့နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ဟာကျွန်တော်တို့ရဲ့စီမံချက်ထဲမှာပဲရှိပါတယ်ခင်ဗျ။ဆိုတော့အခုကဒီကြပြနေနေဖို့ကဒါ ထိုင်းရောတရုတ်ကော US ကောပေါ့နော်ဒါသူတို့တရုတ်ဝင်ထုတ်ပြောလာတာပြီပေါ့နော်ဒါအဲ့ဒီပုံမှာ KN တွေလည်း webcam လုတ်တဲ့ပုံမှာပူပေါင်းဆောင်ရွက်ဖို့လည်းဟိုထုတ်ပြန်လာတယ်ဆိုတော့ဒီကနေ့ခြေတိကအဲ့ဒီနိုင်ငံတကာကနေပြီးတော့ KN နည်းနဲ့ချိတ်ဆက်လှုပ်ဆောင်နေတဲ့ပေါ့နော်ဒီကြားပြန်တိုက်ဖြတ်ဖို့အတွက်ချိတ်ဆက်လှုပ်ဆောင်မှုအခြေအနေကဘယ်လိုတွေရှိနေပြီလဲ အဲ့ဒီအပိုင်းမှာလုပ်ငန်းအကောင့်တွေပေါ်တဲ့အပိုင်းမှာကြတော့ဒီလူဟာမျိုးဆိုဒါကလုံနီးလုံထောင်လုံနီးလုံထောင်ရဆိုတော့သူတို့ကဘယ်တော့မှလည်းပြောမှာမဟုတ်ဘူးသူတို့သူတို့ဘယ်တော့ပဲချိတ်ဆက်ချက်သူတို့ဘယ်တော့မှဘယ်တော့မှပြောပြောမှာလည်းမဟုတ်ဘူးထိုနီးလောင်းမကျွန်တော်တို့လည်းဘယ်တော့မှပြောမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ပြောနိုင်တာကတော့ကျွန်တော်တို့ကြိုးစားတယ်လှုပ်ဆောင်မယ်ဒီလောက်အထိစေလုံလောက်ပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဆိုတော့အခုလက်တော်တော်အခုဒီလိုသတင်းတွေထွက်တဲ့နောက်ပိုင်းဒါ BGF ကလည်းသူသူ့နေမြေတက်ကကြားပြန်နေလို့သူနေနှင်းပြနေတာပေါ့နော် ဆိုတော့ကြားပြန်ကိုစစ်ကျင်ညာပြီးဆိုတာမျိုးတွေပြောလာပြီးတော့မှအခုဟိုဖန်စီတာတွေပြန်ပို့တာတွေတော့စစ်တပ်နဲ့ပေါင်းပြီးတော့လုပ်နေတာတွေရှိတယ်ပေါ့နော်ဆိုတော့စစ်တပ်နဲ့ပေါင်းပြီးဒါသူလုပ်နေတဲ့ဒီသူရဲ့ကြားပြန်နေနေလုပ်ငန်းစဉ်ကလုပ်ငန်းစဉ်ပုံပေါ့နော်အတီးနေနဲ့ဘယ်လိုမြင်လဲအောင်မြင်မယ်လို့ထင်လားထိရောက်တဲ့လုပ်ငန်းစဉ်လို့မြင်မိလားဘယ်လိုမြင်လဲကျွန်တော်တို့ရဲ့ထုတ်ပြန်ကြေညာတဲ့မှကြာတော့ကျွန်တော်တို့အထင်ရှားဖော်ပြထားတာရှိတယ်ဒီလိုမျိုးကိုစစ်ကောင်စီနဲ့တွားပြီးတော့ ဟိုလက်တွဲပြီးတော့ဒီဟာမျိုးကိုတိုက်ဖြတ်ခြင်းနဲ့ဆိုရင်တိုက်ဖြတ်မယ်ဆိုရင်လည်းဘယ်လိုမှအောင်မြင်မှုရမှာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့ပြဿနာရဲ့ရင်းမြစ်ဆိုတာဘယ်မှာလဲဆိုတာလူတိုင်းလည်းသိနေတာပဲလေ။အဲ့ဒါသိသိကြီးနဲ့ဟိုဒီအတိုင်းပဲလုတ်သွားမယ်ဆိုတော့ဘယ်တော့မှအောင်မှုဆိုတော့ကျွန်တော်တို့ကလည်းသိချာရှင်းပြထားပြီးတဲ့အပေါ်မှာတော့တူးတူးတွေကျွန်တော်တို့ပြောစရာမရှိဘူး။ကျွန်တော်တို့ကတော့အခုလုံးမဲ့နီးဟန်တော့တများနဲ့မတူတော့ဘူးဆိုတာအဲ့ဒါတခုပဲပြောလို့ရတယ်ဗျ။နောက်ဆုံးတစ်ခုနေကဒီအခုဒီကြားပြတ်နေနေတွေကဒီဘက်ကင်ပီနယ်တက်မှာပေါ့နော်။ ဟိုရောက်လာတဲ့အပေါ်မှာပေါ့နော်ဒါကြကြပြက်ပြက်ကြီးကြီးမားမားဖြစ်လာနေလို့တော့ယူဆကြတာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကြည့်ဒီလိုနေနည်းရေးအဲကိစ္စတွေကဟို KNU အပေါ်မှာဟောတစုံတရာအကျိုးတရားမှုတွေရှိလာနိုင်မယ်လို့ယူဆမိတာတခုပဲတေချာပြောနေတာကတော့ဝိုးစားပေါ့နော်ဒီလိုဟာမျိုးတွေကခံမှန်းပြီးတော့ပြောဆိုနေကြတာတော့အကျေကျေပြက်ပြက်ဖြစ်လာတဲ့အခါမှာကြတော့ ဟုတ်တယ်ဟာလည်းရှိတယ်မဟုတ်တာလည်းရှိတာပေါ့နော်ဘယ်ဟာမှန်လဲဘယ်ဟာမှားလဲလက်သေချာပိုင်းခြားစုကအရန်ခက်တယ်ဒါပေမဲ့ကျွန်တော်တို့သေချာပြောနိုင်တာဟာဒီဟာတစ်ခုကိုကျွန်တော်တိုက်ဖြတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကုံသိခါရရရောကျွန်တော်တို့ရဲ့အဝိုးစားပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ရှေ့ဆက်သွားမယ်ခီးကြီးကတော့တော်တော်လေးဖြောက်ပြူးသွားမယ်ဆိုတာကျွန်တော်သေချာပြောရတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့သေချာဒီအလုပ်ကိုတကယ်တမ်းတိုက်ဖြတ်မယ်ဆိုတာကဟန်ပြအနေသက်သက်မဟုတ်ဘဲနဲ့အလုပ်တကယ်ဖြစ်အောင်လုပ်လို့မယ်ဆိုတာကတော့ကျွန်တော်ဒါပဲပြောချင်တယ်ဗျာ